ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူအောင်မအချင်းကနေကျူစွာပါတယ်ဆရောမန်ချက်စတာယူနိုက်တက်ကစူးစီးတဲ့ကွင်းမှာသွားကစားတဲ့ပွဲမှာတစ်ဖက်ကိုတကူးစီတည်ကြတယ်ပေါ့ဗျာဒါတော့တော့16ပထမအကြိုပေါ့နော်ဆရောဒုတိယအကြိုကြရင်တော့အင်ဝင်းဦးထရပ်ဖို့မှာရှင်မင်းကစားရမယ်ဆိုတော့ဒါဒီပွဲမှာလည်းတည်ဆိုတော့ယူနိုက်တက်အတွက် chance ရှိတယ်လို့ပြောလို့ရတယ်ဒါမျိုးလို့ဒီအာဒီမှာယူနိုက်တက်ကအင်ဝင်းနေတော်တော်တိုင်ပတ်နေတယ်ဆိုတော့ဟွန်းစူးစီးတဲ့အတွက်လည်းအခွင့်အရေးရှိနေစေပါဆရောဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်ရအောင်ပါဆရောဒီရှိမှာတော့ ဒီကျွန်တော်တို့ပြောပြမလို့ယူရိုပါလိပွဲစဉ်တွေကျွန်တော်ရှိပါတယ်ကစားနေကြတာစပါးဆိုလို့ရှင်လည်းပဲ 1C နဲ့ကျွန်တော်ရှုံးခဲ့တာတွေကျွန်တော်ရှိတယ်လိုင်ယွန်ကလည်းအဝေးကွင်းမှာ1-3နဲ့နိုင်ခဲ့တာတွေကျွန်တော်ရှိတယ်ဒါပေမဲ့လို့ပေါ့နော်ဒီစပါးပွဲတို့ဘာလို့လဲကျွန်တော်မကြည့်ခဲ့ဘူးဆိုတော့အဲ့ပွဲတွေတော့ကျွန်တော်မပြောတော့ပါဘူးဆိုတော့ရူမာကတော့ဒါဘီဘာကို2-1နဲ့အင်ကွင်းမှာနိုင်တယ်အီဂျက်ကအင်ကွင်းမှာ1-2နဲ့ဖရန့်ဖတ်ကိုကျွန်တော်ရှုံးတယ်ပိုရိုဂလိမ်းစ်က3စီနဲ့အင်ဝင်မှာနိုင်တယ်။လာဂျီယိုကအနီကက်ထိတာတော့မှအဝေးကမှ1-2နဲ့ကျွန်တော်အနေနဲ့ပေါ့နော်ဒီနိုင်ပြီးတော့ မော်ရီညိုရဲ့ဖီနာပါဂျီကအိမ်ဝင်းမှာ1-3နဲ့ရှုံးနေဆိုတော့ဒါပထမကြော်တွေလိုင်ယွန်ကလည်း9နဲ့ခုနပြောလို့ပဲနော်ဆိုတော့ဒါပထမကြော်တွေပါဒါပေမဲ့လို့ယူနိုက်တက်ပွဲပဲကြီးခဲ့တာဖြစ်ရတယ်ကျွန်တော်အဲ့ပွဲကျွန်တော်ပြောကြည့်အောင်ဆိုတော့ဆိုစီတဲ့အတွက်တော့ပေါ့နော်အဲဒီယာဒီကအမှန်တမ်းပြောရင်ဆိုစီတဲ့အတွက်ကြည့်ရရင်ဒါဆိုစီတဲ့ရဲ့အကောင်းဆုံးယာဒီဟုတ်မနေပါဘူးဒါအစင်ကိုးအတွင်းမှာတို့ရှိနေတဲ့ပွဲဖြစ်တယ်အစင်ကိုးအတွင်းမှာတို့ပြည်တွင်းမှာရှိနေတယ်ဒါအပြင်သူတို့ရဲ့အကောင်းဆုံးကစားမလို့ပြောလို့ရတဲ့ဇူဘမန်ဒီလည်းဒါဖျားနေလို့သူဒီပွဲမှာမပါနိုင်ခဲ့ဘူး ဆိုဆိုစီတက်ကဘောလုံးပိုင်ဆိုင်မှုနဲ့နီးစနစ်ပိုင်းရာအများကြီးပို့ပြီးတော့ကောင်းခဲ့တဲ့အသင်ပို့ပြီးတော့ဘာလို့ကျွန်တော်ဒါချီအသားနဲ့ကစားနိုင်ခဲ့တဲ့အသင်ပေါ့ဒါပေမဲ့ပထမပိုင်းနဲ့ဒုတိယပိုင်းမိနစ်တော်တော်များများထိဆိုစီတက်ဘက်မှာအပိုင်ဆိုတဲ့အခွင့်အရေးကကောင်းကောင်းမဖန်တီးနိုင်ဘူးကောင်းကောင်းမဖန်တီးနိုင်ဘူးဆိုတော့ဖြစ်တင်ပေါ်ဒီကျွန်တော်ပြီးတဲ့ United နောက်တန်းနေရှင်းထုတ်တယ်အပိုင်အခွင့်အရေးတွေကမဖန်တီးနိုင်ဘူးကူဘူရူပါတော့အခြေစက်ဒီကစားနိုင်ပြီပဲလို့ဖြစ်တင်ဖို့ပေးတဲ့အခါတိုင်းမှာဥနနာကထွက်ဆွဲတာမျိုးတွေပဲရှိတယ်ပြီးလို့ရှိရင် United နောက်တန်းခေါင်းတိုက်ခဲ့တာမျိုးတွေနဲ့ဆိုစီတဲ့ဘက်က ဟိုဘောလုံးပိုင်ဆိုင်မှုအသာစီးရပြီးတော့အပိုင်ခွင့်ရေးဖန်တီးနိုင်မှုကကျွန်တော်လေးနေခဲ့တယ်ဗောနော်အဲ United ရဲ့ဘက်ကတော့ကျွန်တော်ဒါ Zigzie ရဲ့ဦးဆောင်ကိုနေကျွန်တော်ရတယ်ဒီနေရာမှာခြိစွမ်းရတော်တော်ကို depressing ဖြစ်စရာပဲကြည့်ရတာ United ကိုကြည့်ရတာဒီဘက်တကယ်ပြတော့မိနစ်55မိနစ်ပြီးသွားတော့လေဩ55မိနစ်ပြီးသွားတာမှပို့ပြီးတော့စိတ်သက်သာရာသေးတယ်မိနစ်90တောတူမှဆိုလို့ကျင်လည်းလိုပဲဩ11နဲ့ပြီးသွားတယ်ဟာဆိုပြီးတော့ဒီမှာစိတ်အေးလက်အေးဖြစ်သွားတဲ့အခြေအနေမျိုး အလောက်ကြီးကြီးကျွန်တော်တို့ညီဆိုးကြတာဒီဘက်မှာပြကြည်နေရတာကဘယ်လိုမှစိတ်ချမ်းသာမှုမပေးဘူးကိုသွင်းခဲ့တာတောင်မှတည်ရမလို့တော့မှဒီစိတ်ကိုဒီဘလိုလုံခြုံမှုမပေးဘူးဗျာတည်လားဒီသင်းကဩငါတို့တွေဘယ်တော့မှတိုင်ပတ်အောင်မလဲဆိုတာပဲကျွန်တော်တွေးနေရတာတရားဒီလုံးတိုင်ပတ်နေတယ်ဖြစ်တဲ့အတွက်ဒီလိုပွဲမျိုးမှဒီလိုဖြစ်တာတော့မထူးဆန်းတော့ဘူးပေါ့နော်ဒါပေမဲ့လည်းလို့ဒီအခြေအနေကဗျာ 1C နဲ့နိုင်ထားပြီးတော့ကျွန်တော်တို့ကဒီဒီယာဒီမှာဒီပွဲမှတော့မဟုတ်ဘူးတပွဲလုံးကြီးကဘာဖြစ်လဲဆိုတော့ကိုတင်ဘက်ကဂိုးတွေအရင်သွင်းထားပြီးဆိုလို့ရှိရင် ပြိုင်ဘက်ကလည်းဘာမှမလုံနိုင်သလိုဖြစ်နေတဲ့ဟိဆိုလို့ရှိရင်တေးကြတယ်အဲ့ဒါကုကစားမားတွေကတရားရောက်ကဖောက်တော့မှာဘယ်ကောင်အမှားလုံးမလဲဘယ်ကောင်အုံကိုသွင်းလိုက်မလဲဘသူကမြန်ကျွန်တော်တို့ကတော့ပါစင်းနေမှားပြီးတော့ဂိုးတွေပေးရမလဲအခုလည်းပဲကျွန်တော်တို့အနေနဲ့ကြည့်ကြည့်ပါလားဘလောက်ကန်ဆိုးကျင်လဲဆိုပင်နေတီပေးရတယ်အရာအလုံးက United ကဘလုံးပိုင်ဆိုင်မှုပဲမတာတာဗျသူ့အနေနဲ့သူဘောနော transition တွေကနေတစ်ဆင့်နိုင်ငံဒုက္ခပြီးဖို့သူတို့ကျူးပန်းရင်းနဲ့ဂိုးလေးတွေပါတွေရထားတာဟောဘူကောင်းတင်အောင်ကျွန်တော်ဖြစ်ထားတာဘာလို့လဲဆိုတော့ chance တွေပို့ပြီးတော့ဖန်တီးနိုင်တဲ့ ို့ပြီးတော့ကောင်းတယ်ဗောနော်အခွင့်အရေးတွေကျွန်တော်တို့ဂိုးသွင်းမှုကျွန်တော်ရတယ်တကယ်အပိုင်အခွင့်အရေးတချို့လည်းကျွန်တော်ရတယ်ဒါမျိုးတွေနဲ့ဆိုတော့အချင်းကြီးကောင်းတယ်လို့ဝန်စီနေနဲ့ဖြစ်နေတယ်ဆိုတော့ဆိုစီတဲ့ဘက်ကလည်းအပိုင်အခွင့်အရေးမဖန်တီးနိုင်နိုင်ဘူးဘာလို့လဲအဲအချင်းကြီးကကောင်းနေတာအော်ပင်နေဒီယာပြေးလိုက်ရရောအဲ့ဒီနောက်ပိုင်းမှာကစားမားတွေကပင်ပန်းနေတာဘာတွေနဲ့အတူကျွန်တော်တို့လူစင်းကလည်းအပြည့်မရှိဘူးဆိုတော့လဲတရမြန်မာစသားမရှိလဲတော့လေအာကူးကျင်စရာမရှိတဲ့ကစားမားတွေနဲ့နောက်ဆုံးနိုင်ဝဲအတွက်တွင်မှာတော်တော်ကိုဘူလီရောမလို့ဆူတောင်းယူလေရတာပွဲမြင်မြန်ပြီးဖို့ဝမ်းဝမ်းနဲ့ တော်တော်ကန်ကောင်းခဲ့တာတော်တော်ကန်ကောင်းခဲ့တာဒါအန်ဒရယ်ဦးနာနာရဲ့ပေါ့နော်ဒီပွဲပြီးကန်ကြီးကတကယ်ကောင်းတဲ့ safety နဲ့တော်တော်ကန်ကောင်းခဲ့တာဆိုတော့ United ကတော့ဟိုတရားဒီလုံးဒီလိုသွားမှာပဲဒီရာဒီမပြီးမချင်းကအထူးသဖြင့်ဘယ်လိုပြောမလို့မင်းမင်းအန်မိုရင်းကိုလဲကျင်သလားလဲလိုက်အောင်နော်ဒီတိုင်းပဲကျွန်တော်တို့သွားမှာပဲနီးပြလာမယ်သတိပတ်နေပဲကစားကစားနော်ခံစစ်ကိုဆက်ရောက်နေပဲကစားကစားအလူလူမကျွန်တော်မရှိတာလူမမရှိတာဆိုတော့ Ipswich နဲ့ပွဲမှာလည်း ကျွန်တော်အနေနဲ့ဒီဘယ်လိုပြောလဲတရားရော့နဲ့ကျွန်တော်ဒါမိနစ်45မိနစ်ကျော်တော့ကျွန်တော်ကစားခဲ့ရတယ်။ Fulan နဲ့ပွဲမှာလည်းမိနစ်130ဒီကစားခဲ့ရတယ်။သိတယ်မလား။အခုစူစီတက်တို့ဘာတို့လည်းခီးတွေဘာတွေဝေးသွားပြီးသူကစားရတယ်။ပြီးရင်လည်းပဲအသင်းကစားမားတွေရဲ့လူစရင်ကအဲ့လောက်မရှိတော့ဘူး။ဒဏ်ရာပြဿနာရတဲ့ကော်နီနယ်ပိုင်းနဲ့ဟောဒီပွဲဆိုလို့ရှိရင်မကွိုင်းရနဲ့ဥကာဒီနှစ်ယောက်ကမပါဘူးဒဏ်ရာကြောင့်စဉ်းစားကြည့်ဗျာ။ဒါတော့ဟိုအသင်းကမှနီးပြားတဲ့ရဲ့လက်အောက်မှာဘလူးမတ်အစင်ပြေးနေဘူးအရာအလုံးဟာအနှုတ်လက္ခဏာဆောင်တဲ့ဘက်တကြီးရောက်နေပါတယ်ဆိုမှ ဒါလူလူစင်းရင်းနည်းနည်းလေးနဲ့ကျွန်တော်ကစားရတဲ့အခါကျတော့ပွဲချိန်အပြည့်အင်ပြီအားပြီးကစားနိုင်မှုဆိုတာကျွန်တော်မလွယ်ဘူးဗျာအဲ့တော့အဲ့လိုအဲ့လိုနေထားမျိုးမှာဟိုကြည့်ခဲ့ရတာကတော်တော်ကိုစိတ်ပြတ်ဖို့ကောင်းလုံးပါတဲ့တော်တော်ကိုစိတ်ပြတ်ဖို့ကောင်းလုံးနေဘောလုံးပိုင်ဆိုင်မှုဆိုလဲကစားမှာ၃အောင်ကြားထဲမှာတော့မှပါစင်မှန်အောင်ပြီးဝင်မရအောင်နော်ဆိုစီတဲ့ဘက်က pressing လုပ်တာနဲ့လုံးသမျှကျွန်တော်တို့နေ position ကြီးအကုန်ပြတ်နော်ပြီးလို့ရှိရင် long ball ကန်တင်သမျှတလုံးမှကျွန်တော်အနိုင်မယူနိုင်ဘူးကြာလာတဲ့ second ball တွေလည်းဘယ်ကောင်းမှကျွန်တော်မထောက်နိုင်ဘဲနဲ့ round jewels area jewels ဒီမှာရော position ကစားတဲ့နေရာတွေမှာရော pressing တွေမှာရောစူစီတဲ့ဘက်ကအဆုံအကုံစင်ပြေးခဲ့တာပြဿနာကစူစီတဲ့ကအခွင့်အရေးကောင်းကောင်းမဖန်တီးနိုင်ခဲ့တာလောက်ပဲဒီပွဲဆိုလို့ရှိရင် United အနေနဲ့ကျွန်တော်တို့ဒါရောမလို့တိတ်ပြီးတော့မကွာခဲ့ဘူးဗျပွဲပြီးသွားတဲ့အခါမှာဒီလားဒါမဲ့လို့စူစီတဲ့လည်းပဲအပိုင်ခွင့်ရဒုတိယပိုင်းမှာရတာတွေဘာတွေနေပေါ့နော် ျွန်တော်တို့ဒါပြန်ပြီးတော့အဆင်ပြေလာတာဆိုတော့ပင်နေဒီတလုံးနဲ့သူဝမ်းဝမ်းကြတယ်ဆိုတော့ United တော့ကတော့ဒါအိမ်ဝင်ဝမ်းဝမ်းတည်ရကြတယ်ဆိုတော့အခါကျစပိမီကိုသွားကစားရင်းနဲ့ဝမ်းဝမ်းတည်ရကြတယ်ဆိုတော့မဆိုးဘဲပြောရမှာပေါ့ဗျာ Alright ဆိုအိမ်ဝင်ကိုရောက်တဲ့အခါကျရင်ငါတို့မှအားသာချက်ရှိရဲ့အိမ်ဝင်အားသာချက်လို့ပြောအောင်ကလည်း United ဟာဒီရသည်အိမ်ဝင်မှာကောင်းမနေဘူးအဲ့ဒါပြဿနာတော်တော်ကြီးတယ်ဒီရသည်အိမ်ဝင် United ကကောင်းမနေဘူးပေါ့နော်ဆိုတော့ဒုတိယကြော်ပါလေဖြစ်လာအောင်မလဲကျွန်တော်ကတော့ဒီတလောက်ဆုတ်ပြတ်တဲ့ခြေသွင်းနဲ့ဝမ်းဝမ်းရခဲ့တယ်ဆိုတော့ခင်ဗျာမဆိုးလို့ပဲယူဆတယ် ညီကတို့ရောဘလူမင်းညလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်